င်္ဂလာပါရှင်ရန်ကုန်ခေတ္တကနေဒီနေ့နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူမျိုးကအမှတ်32ရဲတပ်ရင်ကာကင်းစခန်းတစ်ခုကိုအာရခတ်တပ်တော် AA ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအယောက်50ဦးထပ်မံနေတေဆုံးသွားပြီးအများပြားကိုအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ခြေတန်းတိုက်ပွဲမှာတေဆုံးသွားခဲ့တဲ့တပ်သားမောင်စုရှင်ရဲ့တေဆုံးမှုတဲ့င်းကို6လတာမှစစ်တပ်ကမိသားစုကိုအသိပေးလို့ 6လနောက်ကြပြီးနာယီအမြဝေမှုလှုပ်ဆောင်ရတယ်လို့နာယီဖိတ်စာမှာလဲတိုက်ပွဲမှာသေဆုံးသွားတယ်လို့မရေးရပဲ66ပါယောဂါကြောင့်သေသွားတယ်လို့သာရေးရတဲ့သတင်းအပအဝင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်ကြောက်ဖြူမြို့ကအမှတ်32ရဲတပ်ရင်းကာကင်စခန်းဖြစ်တဲ့ပြိုင်းစစ်ကေကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုအာရခတက်တော် AA ကတိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်သားအယောက်50ဦးထပ်မံတေဆုံးသွားပြီးအများအပြားကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့အေအေသတင်းရင်းမြစ်ကပြောပါရယ်စစ်အင်အားတရာရှိတဲ့ပြိုင်းစစ်ကေကျေးရွာရှိစစ်ကောင်စီစခန်းကိုအာရခတ်တပ်တော်အေအေကအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့အမှတ်32တပ်ရင်းကိုလည်းအေအေကဝိုင်းရံပိတ်ဆို့နေချိန်တိုက်ခိုက်နေတာလို့အေအေသတင်းရင်းမြစ်ကပြောပါရယ်အခုရပ်ပိုင်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ တပ်သား90ဦးထပ်မင်းဲကိုရှင်းလင်းနိုင်ခဲ့ပြီးအများအပြားကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကြောက်ဖြူမျိုးနယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုစစ်ကူပေးပို့နေတာမျိုးမရှိသေးဘူး။အာရခတ်တော် AA ကအဖက်ဖက်ကနေဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပါတယ်။လက်ရှိ AA ရဲ့ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲမှာတော့စစ်ကောင်စီစခန်းတွေဖြစ်တဲ့ နှားဖယ်တောင်တက်စကန်းမင်းတက်တောင်တက်စကန်းနဲ့လက်ခမော်တက်စကန်းတို့ကိုတင်ပိုက်ထားပြီးအမှတ်32ရဲတက်ရင်ကိုဥတီတိုက်ခိုက်နေတယ်လို့သိရပါဗျ။ကြောက်ဖြူတိုက်ပွဲကိုစစ်ကောင်စီကကြီးရည်လေး၃ခုစလုံးနဲ့ခုခံတိုက်ခိုက်နေပေမဲ့အာရခတက်တော် AA စစ်ရေးအသားရရှိနေတယ်လို့ရခိုင်ပြည်စစ်ရေးသုံးသက်သူတွေကပြောဆိုထားပါတယ်ရှင် အခုဆက်လက်ပြီးတော့မကွေးတိုင်းနယ်ကရှည်တန်းတိုက်ပွဲမှာတေဆုံသွားခဲ့တဲ့တပ်သားမောင်စုရှင်ရဲ့တေဆုံမှုတရင်ကို6လကြာမှစစ်တပ်ကမိသားစုကို အသိပေးတာကြောင့်6လနောက်ကြပြီးနိုင်အမျှဝင်မှုလှုပ်ဆောင်ရတယ်လို့ကြံရည်သူမိသားစုတွေစီကနေသိရပါဗျ။လိုင်တာယာမြို့နယ်အနောက်ပိုင်း12ရက်ကွက်မှာနေထိုင်တဲ့အသက်30အရွယ်မောင်စုရှင်ခေါ်ဖိုးခွားကအထယ်ချုပ်အလုပ်လုပ်ကင်နေရာကနေစစ်သားအဖြစ်မိမိတဘောနဲ့ဝင်ရောက်သွားခဲ့တာပါ။ စစ်တင်တဲ့ဆင်းပြီးနောက်မှာတော့မကွေးတိုင်းချောင်းမြို့နယ်မှာရှိတဲ့တပ်မ88လက်အောက်ခံခလာရ73မှာစစ်မှုထမ်းရတယ်လို့မိသားစုဝင်တွေကပြောပါတယ်။အဲဒီနောက်စစ်တပ်ကသူ့ကိုရှေ့တန်းစစ်မြေပြင်ကိုစေလွတ်ခဲ့ပြီးအခုဇန်နဝါရီလ1ရက်နေ့မှာတည်ဆုံးခဲ့တာလို့သိရပါတယ်။တည်ဆုံးတယ်ဆိုတာမသိရသေးချင်းမိသားစုဝင်တွေကမောင်စုရှင်နဲ့အဆက်အသွယ်မရလို့စုံစမ်းခဲ့ပေမဲ့ စစ်တပ်ကသေသွားတယ်ဆိုတာကိုအသိမပေးခဲ့ဘူးလို့ပြောပါတယ်ဒါပေမဲ့မောင်ဆုရှင်တည်သွားပြီး6လအကြာမှာတော့စစ်တပ်ကလာရောက်အသိပေးလို့6လပြည့်စွန်းသွန်းနိုင်အတရားနာလုပ်ရတယ်လို့မိသားစုဝင်တွေကပြောပါရယ်စွန်းသွန်းနိုင်တရားနာဖိတ်ကြားရမှာလဲရှေ့တန်းမှာတည်ဆုံးတယ်လို့ဖော်ပြခွင့်မရပဲ66ပါးယောဂာနဲ့တည်ဆုံးတာလို့ဖော်ပြရတယ်လို့တပ်သားမောင်ဆုရှင်တည်ဆုံးမှုအတွက်စစ်တပ်ကကြံရည်သူမိသားစုကိုထောက်ပံ့ခြင်းနဲ့ခန်းစားခွင့်ရောကြေးပေးတာမျိုးမရှိဘူးလို့သိရပါရယ်ရှင် နောက်သတင်းတပုတ်ကတော့မြန်မာစစ်အုပ်စုထံဝိုင်ကျွဲနဲ့ KA အပါဝင်စစ်လင်ရင်တွေရောင်းချနေတဲ့တရုတ်ကုမ္ပဏီကယင်းနှိမ့်နှံမှုအားလုံးကိုပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ကထုတ်ပြန်လိုက်ပါတယ်။အဲဒီလိုယင်းနှိမ့်နှံမှုတွေကိုပြန်ရုပ်သိမ်းလိုက်တဲ့ Airbus ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကို Justice for Myanmar နဲ့ Black Money အပါဝင်မြန်မာအရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေကကြိုဆိုတယ်လို့ထုတ်ပြန်ထားပါတယ်။ တရုတ်လက်နက်ကုမ္ပဏီ AVIC က Airbus ရှီမာယင်းဤမြုပ်နှံမှုအများပြပြုလုပ်ထားတာကို Justice for Myanmar နဲ့ Black Money တို့က2024ခုနှစ်စက်တင်ဘာလမှာအစီရင်ခံစာထုတ်ပြန်ဖော်ပြခဲ့တာပါစည်ရင်တွေအရာတရုတ်ကုမ္ပဏီရဲ့ယင်းနှီးမြုပ်နှံမှုတန်ဖိုးဟာအမေရိကန်ဒေါ်လာတန်း140ရှိပြီးအခုလိုမျိုးယင်းနှီးမြုပ်နှံမှုတွေရုပ်သိမ်းလိုက်တာကကမ္ဘာတဝန်းမှာရှိတဲ့အရက်ဘတ်အဖွဲ့အစည်းတွေ တပိတ်အဖွဲ့တွေကုံသွယ်ရေးသမဂ္ဂတွေဆန္ဒပြတောင်းဆိုသူတွေနဲ့လူပုဂ္ဂိုလ်အသီးသီးပါဝင်တဲ့အုံအုံကြက်ကြက်လှုပ်ရှားတောင်းဆိုမှုတွေကြောင့်ဖြစ်ပေါ်လာတာလို့ GFM ကပြောပါရယ်အခုလိုမျိုးကဘာရက်ရက်ကတက်ကြွလှုပ်ရှားသူအဖွဲ့အစည်းသီးသီးဟာမြမစစ်တပ်ကိုတိုက်လီရင်တွေဝိုင်းတွဲပတ်ဆောင်သုံးလီရင်တွေရောင်းပေးနေတဲ့တရုတ်လက်နက်ကုမ္ပဏီ AVIC ရဲ့ရင်းနှီးမြှုပ်နှံမှုတွေရုတ်သိမ်းဖို့ Airbus ကုမ္ပဏီကိုဖိအားပေးခဲ့ကြတာပါ အဲ့လိုဖိအားပေးမှုတွေကြောင့် Airbus ကုမ္ပဏီကတရုတ်ကုမ္ပဏီရဲ့ယင်းနှိမ့်နှံမှုတွေအားလုံးကိုရုတ်သိမ်းလိုက်ပြီး ရှယ်ယာတွေအားလုံးရောင်းချမှုကိုဆောင်ရွက်ပြီးပြီလို့အကြောင်းပြန်ခဲ့တယ်ဆိုတာကို Justice for Myanmar ကထုတ်ပြန်ထားပါတယ်ရှင်ရန်ကုန်ဘက်ကသတင်းတွေကိုကြည့်ရအောင်ပါ။ရန်ကုန်တိုင်းမြောက်ကလာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့မြို့နယ်ခန်းမကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့မြောက်ကလာပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ည10:00နာရီဝန်းကျင်လောက်ကမြောက်ကလာပမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့မြို့နယ်ခန်းမတွေကိုတော်လိုင်းရဲရဲဘော်တွေကလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးတဲ့အရေးအတွက်ကိုအတည်ပြုနိုင်တာမျိုးမရှိသေးပေမဲ့တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကတော့အထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် အခုလိုမျိုးရန်ကုန်မြို့ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းကိုလည်းလက်ပြပုံပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ The Black Line အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ည8နာရီခန့်ကရွှေပြည်သာမြို့နယ်မှာရှိတဲ့မြို့မရဲစခန်းကို The Black Line အဖွဲ့ရဲ့တော်လန်ရဲရဲဘော်တွေကလက်ပြပုံနှလုံးပြစ်သွင်းတိုက်ခိုက်ခဲ့တာပါ ဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိမရှိကိုအတည်ပြုနိုင်တာမျိုးမရှိသေးပဲတော်လန်ရဲ့ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအနီးမှာသွာလာနေထိုင်ခြင်းမပြုလုပ်ဖို့တော်လန်ရဲ့တပ်ဖွဲ့အသီးသီးကတတိပေးပြောဆိုထားပါတယ်ရှင်။ တဖက်ကတင်းလိုက်တိုင်းဘက်မှာတော့မောတောင်ထုံခါလမ်းပိုင်းမှာ6လကြာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကအရက်သားပြည်သူတွေကိုပါလေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတယ်လို့ Black Cobra Colin ကထုတ်ပြန်ထားပါတယ်။ဇန်နဝါရီလပိုင်းကစတင်ပြီးဇွန်လ18ရက်နေ့ထိတင်းလိုက်မြို့နယ် KNU KNL တရင်17နယ်မြေအတွင်းမှာရှိတဲ့မောတောင်နယ်ဆက်တပ်စခန်းကိုအကြမ်းဖက်စစ်တပ်ကတက်အချင်းပြောင်းပြုလုပ်ဖို့မောတောင်ထုံခါလမ်းပိုင်းကိုပြန်လည်ဆိုးမိုးနိုင်ဖို့နဲ့ မော်တော်မျိုးမှာရှိတဲ့ပြူစောထီးတွေကိုလက်နက်တက်ဆင်ပေးဖို့အတွက်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတာလို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို KNU KNL နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကပူးပေါင်းပြီးခုခံတိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ကအထီးကအကြအဆုံးများစွာနဲ့တိန်ခိုးကျေးရွာအနီးကနေရှေ့ဆက်မတိုးနိုင်တော့ဘူးလို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်မောတောင်ထုံခါလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကပြည်သူတွေဟာ 6လကြာစစ်ဘေးတန်းရှောင်နေရပြီးအနီးအနားမှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်တာတွေလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေကြောင့်ပြည်သူအချို့ထိခိုက်သေးဆုံးမှုရှိနေတယ်လို့ Black Cobra ခေါ်လံကထုတ်ပြန်ထားပါတယ်ဒါပြင်ဇွန်လ18ရက်နေ့နဲ့18ရက်နေ့တို့မှာလဲအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့နေရာတွေနဲ့တော်လိုင်းရေးတပ်တွေတက်ဆွဲတာမျိုးမရှိတဲ့နေရာတွေကိုပါလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ဘုတ်ခိုကျင်းတွေပြုလုပ်ထားဖို့အတွက် Black Cobra Colon ကတတိပင်းနှိုးဆော်ထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့6လသာထိုးစစ်အတွင်း6နှစ်ပေါက်ရွာနဲ့တိန်ခွန်းကျေးရွာတို့ကစစ်ပေးတံအများဆုံးခံစားခဲ့ရပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာကျေးရွာအတွင်းမှာရှိတဲ့စာတင်ကျောင်းတွေဖုန်ကြီးကျောင်းတွေနဲ့တိုက်အိမ်တွေမှာယာယီတပ်စခန်းအဖြစ်အခိုင်အမာတပ်ဆွဲနေထိုင်နေတယ်လို့သိရပါတယ်။ အဲ့လိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့ကြေးရွာတွေကအယက်သားပြည်သူတွေပြန်လည်ဝင်ရောက်နေထိုင်နိုင်တာမျိုးမရှိတာကြောင့်ကြေးရွာနေပြည်သူတွေကစစ်ပေးတံကြောင့်လူမှုရေးစီးပွားရေးကျန်းမာရေးနဲ့ပညာရေးတွေလည်းထိခိုက်မှုပုံမှုခံစားနေရပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ထိုးစစ်ကို KNU KNL တပ်ဖွဲ့ဝင်တွေနဲ့တော်လန်ရေးပူပေါင်းတပ်တွေကအစွမ်းကုန်ကြိုးပမ်းတိုက်ခတ်ချိန်မုံသွားမှာဖြစ်တယ်လို့ Black Cobra Column ကအတည်ပြုထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့သကိုင်းတိုင်းအရာတော်မြို့နယ်ငွေတွင်းပြူစောတိစခန်းကလဲထုံဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာနှစ်ဦးသေဆုံးခဲ့တယ်လို့ငွေတွင်း Revolution Force ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကဇွန်လ16ရက်နေ့မှာငွေတွင်းပြူစခန်းကနေအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလဲထုံဖို့ထွက်လာတဲ့အချိန်တော်လန်ရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်းငွေတွင်းရွာပြူစောတိစခန်းကလက်နက်ကင်ပြူစောတိဖြိုးဦးဟာနေရာမှာနေပွဲချင်းပြီးတေဆုံးခဲ့ပြီးပြူစောတိတင်ချိုကမျက်နာကိုကြည်ထိမှန်ကပြင်းထန်တံရရရှိခဲ့တာကြောင့်သွေးထွက်လွန်ပြီးတေဆုံးခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ပွဲဖြစ်ပွားပြီးနောက်ငွေတွင်းရွာပြူစောတိစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုနေမြေရှင်းလင်းခဲ့ပြီးပြူစောတိနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုစခန်းစီပြန်လည်တည်ဆောင်သွားတယ်လို့သိရပါဗျ။ တိုက်ပွဲအတွင်းပြူစောတိတွေစီကနေတတောင်ထိုးတနက်တလက်လွယ်အိတ်တလုံးလေးကွဖုံးတလုံးဓာတ်တချောင်းနဲ့နွားနှကောင်သိသိနိုင်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်27တက်ရင်တိုက်နယ်9 37နဲ့နေခံမဟာမိတ်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျွန်မကတော့ရှားပါ